Hello မင်္ဂလာပါဒီကျမ်းစာလေးနဲ့ကျွန်တော်ခွန်အားရတာလေးတင်ပြခြင်းပါတယ်ရောမဩဝါဒစာခန်းကြီး30 6 90တပန်ဆိုဒီကတရားတော်ဒီတင်နှင်းဤတည်ဤနှုတ်၌၎င်းတည်ဤနှလုံး၌၎င်းရှိတည်ဟုဆို၏တို့တို့ဆိုတော့ငါတို့ဟောတော်ယုံကြည်ခြင်းတရားကိုဆိုလိုသည် အဘေတုနိဟုမူကားသင်သည်သခင်ယေရှုကိုနှုတ်ဖြင့်ဝန်ခံ၍တရားသခင်သည်သူ့ကိုကြည်ခြင်းမှထမြောက်စေတော်မူပြီးဟုစေလုံးထဲ၌ယုံကြည်လျင်ကယ်တင်ခြင်းတို့ရောက်လိမ့်မည်။ဖြောင်းမဲ့ရာတို့ရောက်ခြင်းကစိတ်နှလုံးဖြင့်ယုံကြည်ရ၏။ကယ်တင်ခြင်းတို့ရောက်ခြင်းကနှုတ်ဖြင့်ဝန်ခံရ၏။ ကျန်းစာလာဒီကထူကြောက်ကိုအမိပြုတော်သူမိဒီကရှက်ကြောက်ခြင်းမရှိနိုင်ရဟုလာတည်းဒီအားကိုကျွန်တော်ဖတ်ခြင်းဖြစ်ပါခွန်အားရလဲဆိုတော့ဒီတရားစကားကတဲ့ယေရှုခရစ်တော်ပြရဲ့တရားစကားကတဲ့အတင်ရဲ့အနီးမှာရှိတယ်တင်ရဲ့နှုတ်မှာလည်းရှိတယ်တဲ့ဒါယုံကြည်ခြင်းတရားကိုပြောတယ်တဲ့သခင်ယေရှုကိုနှုတ်ဖြင့်ဝန်ခံ၍တဲ့ ဘုရားသခင်သည်သူ့ကိုတည်ခြင်းမှထမြောက်စေတော်မူပြီးဟုစိန်လုံးထဲ၌ယုံကြည်လင်ကဲတင်ခြင်းတို့ရောက်လိမ့်မည်တဲ့ဒီယေရှုခရစ်တော်ဘုရားကိုနှုတ်ပြင်ဝန်ခံရမယ်ယေရှုခရစ်တော်ဘုရားကတည်ခြင်းမှရှင်မြတ်ထမြောက်တဲ့ဘုရားဖြစ်တယ်အောင်စိန်နှလုံးဖြင့်ယုံကြည်နှုတ်ပြင်ဝန်ခံရင်တဲ့ကဲတင်ခြင်းကိုရရှိမယ်လို့ဒီတမန်ကျမ်းစာကပြောထားတာဖြစ်ပါတယ်ဖြောင်းမဲ့ရာသို့ရောက်ခြင်းကစိန်နှလုံးဖြင့်ယုံကြည်ရ၏တဲ့ ယေရှုခရစ်တော်ဖျားရဲ့နှုတ်ပတ်တော်ကိုစိတ်နှလုံးဖြင့်ယုံကြည်ရမယ်။ကယ်တင်ခြင်းတို့ရောက်ခြင်းကနှုတ်ဖြင့်ဝန်ခံရ၏။ဒါကြောင့်ကျွန်ုပ်တို့ဘဝတက်တာမှာဒီနောက်တမလွန်အတွက်အာမခံကြရရှိဖို့ရန်အတွက်သာရတဲ့ရရှိဖို့ရန်အတွက်ယေရှုခရစ်တော်ဖျားကိုနှုတ်ဖြင့်ဝန်ခံဖို့လိုရ။ယေရှုခရစ်တော်ဖျားနှုတ်ဖြင့်ဘယ်လိုဝန်ခံမလဲဆိုရင်ဒီယေရှုခရစ်တော်ဖျားကျွန်ုပ်စိတ်လုံးတိုင်းမှာခြင်းဝင်ဆူဆန်နေရယူတော်မူပါ။ ယေရှုခရစ်တော်ဘုရားကိုအရှင်သခင်ဖြစ်နေရပေးပါရဲ့ယေရှုခရစ်တော်ဘုရားကိုကယ်တင်ပိုင်ရှင်ဖြစ်နေရပေးပါရဲ့ယေရှုခရစ်တော်ဘုရားတည်ခြင်းမှရှင်မြတ်ထမြောက်တဲ့ဘုရားကျွန်တို့တို့အတွက်ပြင်ရဲမှလူမြောင်ကယ်တင်ခြင်းပေးတဲ့ဘုရားဆိုတာကျွန်တို့တို့ယုံကြည်လက်ခံပါစေနှုတ်ဖြင့်ဝန်ခံပြီးယေရှုခရစ်တော်ဘုရားကိုမိမိတို့ရဲ့စိတ်လုံးသားထဲမှာအသက်တခင်ကယ်တင်ပိုင်ရှင်ဖြစ် နေရာပေးပါတယ်ဟုဝန်ခံတဲ့သူတွေအားနှုတ်ဖြင့်ဝန်ခံရင်းနဲ့စိတ်နှလုံးဖြင့်ယုံကြည်ယေရှုခရစ်တော်ဖြောက်စိတ်နှလုံးဖြင့်ယုံကြည်ပြီးနှုတ်ဖြင့်ဝန်ခံရင်းနဲ့ကယ်တင်ခြင်းတို့ရောက်ရှိမှာဖြစ်ပါတယ်တဲ့ကျမ်းစာလာတီကထိုကြောက်ကိုအမိပြုတော်သူမြည်တီကရှက်ကြောက်ခြင်းမရှိနိုင်ရဟုလာတည်တဲ့ယေရှုခရစ်တော်ဖြားကိုအာကုရတူယေရှုခရစ်တော်ဖြားကိုအရှင်ခင်ကယ်တင်ပန်းရှင်ဖြစ်ခေါ်ဖိတ်လက်ခံတူရဲ့ဘဝတတမှာ ဘယ်တော့မှရှက်ကြောက်ခြင်းမရှိဘူးတဲ့ရှက်ကြောက်ခြင်းနဲ့ကင်းဝေးရဲ့အတ္တတာစိတ်ချမှုကိုပေးရဖြစ်တယ်။ဒါကြောင့်ယေရှုခရစ်တော်ဖျားကိုအရှင်ခင်ကယ်တင်ပါရှင်ဖြစ်နှုတ်ဖြင့်ဝန်ခံရင်စိတ်လုံးဖြင့်ယုံကြည်ပြီးနှုတ်ဖြင့်ဝန်ခံရင်အပြည့်ငြိယာနေလွတ်မြောက်ပြီးနောက်တမလုံးတဲ့အာမခံချက်ထာဝရတည်းရရှိပြီးယေရှုခရစ်တော်ဖျား၏ကောင်းကင်နိုင်ငံတော်ထဲမှာဝင်စားခြင်းစီရင်ကိုရရှိပြီးတင်ဒီလောကနေထွက်သွားအခါမှာ ဒီဖျားခင်ရဲ့ယေရှုခရစ်တော်ဖျားရဲ့ကောင်းကင်နိုင်ငံတော်ထဲမှာဝင်စားမယ်ဖြစ်ကြောင်းဒီကျွန်တော်ခွန်အားရတာလေးကိုဝင်မြခြင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကြားခင်ကောင်းချီးပေးပါစေ